လီဆာရာဖင်ကွန်ဆတ်ကဘန်ရှီဟော့ရဲ့မိချောင်းမြတ်ရေလီဆာရာဖင်ဟာသူတို့ရဲ့ပထမဆုံးဆိုလိုကွန်ဆတ်ကိုပြီးခဲ့တဲ့အပတ်မှာပြုလုပ်ခဲ့ပြီးထောင်နဲ့ချီနေတဲ့ပရိသတ်တွေတက်ရောက်ခဲ့ကြပါတယ်။ကွန်ဆတ်ရဲ့နောက်ဆုံးအချိန်မှာမမတယောက်ချင်းစီကရင်းနှင်းစကားလေးတွေကိုပြောပြကြရင်းပရိသတ်တွေနဲ့အမတ်တရားခိုက်တဲ့လေးတွေဖန်တီးခဲ့ကြပါတယ်။ဒီလိုအချိန်မှာအိုက်ဒေါ်တွေကရှိုးကိုပြင်ဆင်ခဲ့တဲ့အချိန်တုန်းကစူးစမ်းခဲ့ရပုံတွေနဲ့ပရိသတ်ရဲ့အားပေးမှုတွေကိုပြန်စင်းစားနေရင်း emotional အဖြစ်ဆုံးစကားတွေကိုပြောကြတာမို့အိုက်ဒေါ်နဲ့ပရိသတ်အတူတူငိုကြတဲ့အဖို့တန်ခိုက်တဲ့လေးလေးဖြစ် စ်ပါတယ်ဒီလိုခိုက်တက်လေးတွေမှာပရိသတ်တွေကသူတို့ချစ်ခင်ရတဲ့ idol လေးတွေရဲ့အဖြူစင်ဆုံးနဲ့အားအနည်းဆုံးစိတ်ကလေးကိုထွေးပွေခွင့်ရကြပါတယ် Lisa Raffin ဟာပြီးခဲ့တဲ့တစ်နှစ်လုံးပြဿနာတွေအခက်အခဲတွေကိုရင်ဆိုင်ခဲ့ရတဲ့အတွက်ဒီလိုအချိန်မှာငိုကြတာမထူးဆန်းပါဘူးထူးဆန်းတာက memory နဲ့အတူ hype ဥက္ကဋ္ဌကြီး Banshi Ho ကပါလိုက်ငိုနေတဲ့အခါ Netizen တွေကြားမှာလူပြောများတဲ့ကိစ္စတစ်ခုဖြစ်လာနေပါတယ်ပရိသတ်တွေကယွန်ချင်းစကားပြောနေတော့ဘန်းရှီဟော့တယောက်ခေါင်းငုံရင်းမျက်ရည်တုပ်နေတာကိုမြင်တွေ့ခဲ့ကြတာပါပရိသတ်တချို့ကတော့အခု ုလိုမြင်တွေ့ရတာဘန်ရှီဟော့ကိုတနာစိတ်ဝင်လာကြပေမဲ့လေကိုရီးယားနေတီဇင်တွေကတော့တန်တရားဖြစ်နေကြပါတယ်။အွန်လိုင်းမှာဒီဗီဒီယိုပြန့်နှံ့လာတဲ့အခါတချို့ပရိသတ်တွေကလောင်ပြောင်နေကြတယ်လို့တချို့ကလည်းဒီလိုငိုနေရတဲ့အကြောင်းရင်းကဘာလဲဆိုတာမေးခွန်းထုတ်နေကြပါတယ်။နေတီဇင်တွေက hype ရဲ့အတွင်းပိုင်းစာရွက်စာတမ်းတွေကိစ္စကိုမမေ့သင့်ကြောင်းအချင်းချင်းပြန်လည်တတိပေးနေကြရင်ဘန်ရှီဟော့ဟာဘသူတယောက်အပေါ်ကိုမှတကယ်စေတနာမရှိဘဲမိเจ้าမျက်ရည်တွေကြပြနေရတာဖြစ်ကြောင်းပြောဆိုနေကြပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်ရှင်။